်ပို့တွဲတဲ့သူတိုင်းတော့ယူဖို့ထိပဲစဉ်းစားတာပဲလုံးဝကိုအင်တာဗျူးတော့မယ်ငါဒီအလုပ်တွေပါဆက်လုပ်တော့မယ်ဆိုတဲ့အခြေအနေတခုတည်းရောက်လာတာ तू ကဆက်လုပ်ခိုင်းတာပေါ့လေအားကြောင့်မို့လဲအကူတော်တော်ကိုစဉ်းစားတာလေးကိုကြေးချစ်လာတယ်ချစ်တာပေါ့ကလေးရဲ့မချစ်ဖက်နေဘူး तू ကအရင်အချစ်ကြီးရဲ့ခါကြတော့ तू တယောက်ကလုံးရဲ့ဘသူကမှချစ်တာလည်းမကြိုက်ဘူးထိရလည်းမကြိုက်ဘူးအရင်လည်းပဲချစ်ခဲ့ကြတယ်ဒါပေမဲ့တကယ်တော့ဝေးဝါတဲ့အခါမှာတယောက်တယောက်ဘလို့မှအပြန်တွေ့လို့ကိုမရတော့ဘူးအဲ့ဒီလေးမနေပါကလေးရထွက်သွားတယ်ပေါ့ဆိုတော့ဒီကလည်းအိမ်အောင်ပြုတ်သွားတယ် ့မိဘတွေကိုသူ့မိဘတွေကလာပြီးတော့အိမ်မှာ90 season ပြောလိုက်တဲ့အချိန်မှာအကိုကဘယ်လိုမှစဉ်းမပြေတော့မင်းတို့ကငါစကားခုလဲဆောင်ပါဇနေအကိုမနီအာဘယ်ကမလဲ XJ ဆိုတော့ကိုတော့မသိလိုက်ဘူးညီမလေးပြောမှသတိရပါဘာဆိုတော့ဒီတယောက်ကိုလဲအဲမဟုတ်ပါဘူးလိုပဲလင်းမနီပါကလေးရဲ့တယောက်ပေါ့သတိရပါလင်းမနီပါကလေးရဲ့ ချို့ကြောင်လည်းပဲပြန်ပြီးတကယ်ကျွန်းလို့မျိုးလည်းအဆင်ပြေသွားတဲ့လူရှိတယ်လို့တချို့ကြောင်လည်းပဲအဲဒီတယောက်ဆိုလို့ရှိရင်ကျတော့လုံးဝကိုဘလို့မှကိုအဆင်မပြေတော့တာအရင်လည်းပဲချစ်ခဲ့ကြတယ်ဒါပေမဲ့တကယ်တော့ဝေးသွားတဲ့အခါမှာတယောက်တယောက်ဘလို့မှကိုပြန်တွေ့လို့ကိုမရတော့အရင်ဟိုပြောရမလဲစိတ်ထဲမှာတွေ့ရင်လည်းဘလို့ဖြစ်မလဲမသိဘူးပေါ့ဒါပေမဲ့လည်းအဲဒီလိမ္မာနေပါခလိထွက်သွားတယ်ပေါ့ဆိုတော့သူကလည်းအိမ်အောင်ပြူသွားဆွဲခါကျတော့အဲ့ဒါဒီပထမဆုံးကတော့တခုဖြည့်ခဲ့နော်ဒါနောက်တစ်ယောက်တော့ဖြည့်ခဲ့ရဆောအများကြီးတော့မဟုတ်တော့ယောက်လောက်ပဲရှိရပါ ဆိုတော့အဲတော့ကျောင်းတော်တွေ့ရတဲ့အခါမှာဘလူးမောင်ကိုတငယ်ချင်းဖြစ်နေအောင်ပြန်ပြီးစကားပြောလို့မရကြတော့အကိုလည်းနားမလဲရန်သူဖြစ်သွားလဲမဟုတ်ဘဲနဲ့ကိုကျောင်းတော်ကအဲ့လိုမျိုးတငယ်ချင်းအနေနဲ့ကိုပြန်စကားပြောလို့ကိုမရတော့ feeling ကအဲ့လိုမျိုးဖြစ်မင်းလိုမရအောင်လည်းဖြစ်နိုင်တယ်ပေါ့ x ကိုပေါ့တငယ်ချင်းလိုနေရတယ်ဆရာကြီးတွေလိုလည်းပြောကြတယ်အခုမှအဲ့လိုမျိုးတယောက်ရှိတယ်အဲ့ဒါကြတော့ကျောင်းတော်တရားတရားပေါ့ညာလဲပေါ်တာအတီလည်းတို့ရအောင် အဲအရှိနှစ်ယောက်ကနေလို့ရနောက်ဆုံးတစ်ယောက်ကနေလုံးဝမရနေလို့မပါကလေးရတော့နောက်ဆုံးတစ်ယောက်ကဘယ်လိုမီးရကိုကတော့ငယ်လေးလေးလားအရင်တော့မဟုတ်ဘူးကောကိုကချစ်စနိုးနဲ့အဲ့လိုခေါ်တာလေးလေးမမနေပါကလေးအချစ်တွေပြန်ပြီးခဲ့လေးလေးမမနေပါကလေးပြောနေပြောနေကြပါရောက်ကြတဲ့တောင်းနေဖြစ်တဲ့ခါကျတော့ကိုတွဲတဲ့သူတန်းတော့ယူဖို့ထိပဲစဉ်းစားတာပဲ ဒီဘုတ်တွေပဲစဉ်းစားလို့မှဘလို့အင်အောင်ရင်းထူတောင်းမယ်ပြုတ်မယ်ဒီဒါအမြဲတမ်းတွေးတယ်အရှိရဒီနှစ်ယောက်မှကြာတော့လေတကယ်အကောင့်တွေပေါ်ဖို့အတွက်ကိုဒီမလုံးမလုံးမလုံးဖြစ်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးတစ်ယောက်မှကြာတော့လုံးဝကိုအင်အောင်ပြုတ်တော့မယ်ငါဒီအလုပ်တွေပါဆက်လုပ်တော့မယ်ဆိုတဲ့အခြေအနေတစ်ခုတည်းရောက်လာဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဖြစ်ပြီးတော့မှ तू ကဆက်လုပ်ခိုင်းတာပေါ့လေအဲ့ဒါကြောင့်မို့လို့အကူတော်တော်ကိုစဉ်းစားရတာအမြဲတမ်းညှိရတယ်ဘာလို့လဲဆိုတော့ငါကိုယ်တိုင်တော့အယောင်ဝါဒနာကြီးလွန်းလို့ ငါဘွဲတွေရောအကုန်လုံးကရဲ့အရာတိုင်းဆုံးလွတ်ပြီးမှဒါကြီးအတွက်ကိုလူညာရှင်ဖြစ်ဖို့အတွက်စူးစမ်းခဲ့တာဆိုတော့ဒီအိမ်တော်ပြုတဲ့အချိန်မှာဒီလူညာလောက်ကိုဆုံးလွတ်ရမယ်ဆိုရင်အာပြိသက်တော်တရားရလာပြီးတော့ငေါ့တော်တော်တရားရလာပေါ့အဲ့ဒီ site ကိုလည်းဖောက်တာပါပြီးတော့နောက်တစ်ခုကကြာတယ်သူကအရင်အချက်ကြီးရခါကြတော့သူတယောက်ကလုံးရင်ဘသူမှချစ်တာလည်းမကြိုက်ဘူးထိရလည်းမကြိုက်ဘူးအဲ့လိုမျိုးဆိုခါကျတော့အိမ်အောင်ဖြူမယ်ပြီးလို့ရှိရင်ဒီကုမ္ပဏီလုပ်တွေလုပ်ကြမယ်ပြီးလို့ရှိရင်နောက်ထပ်နိုင်ငံခြားသွားကြမယ်ပြုကြမယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဖြစ်တဲ့ခါကျတော့ အဲဝေးသွားတဲ့အခါမှာဘယ်လိုမှကိုကိုပြန်ပြီးတငယ်ချင်းတို့ကိုမြင်လို့မရဘူးသူကလည်းပဲအဲ့လိုပဲဟိုပြောရမယ်တချို့တစ်ခါလေးကြရင်တော့တတိယရင်တချို့ဆိုစာသွားပို့လို့ရတယ်မလားတချို့အတွေ့ရဆိုအဲ့လိုကိုလည်းပို့လို့မရဘူးဟိုကလုံးဝဘူးချင်တယ်လည်းပြန်မတွေ့တော့လေမနေပါကလေးမထွက်ခင်ပေါ့အခုတို့ပြက်ပြီးသူကလည်းအခုစိတ်နာွားလဲပါမယ်ပေါ့နော်အခုကလည်းဘယ်လိုဖြစ်တာလဲဆိုတော့ အဲအခုမှလိန်နာအမုံဆုံးပဲလိန်နာအမုံဆုံးပဲဆိုတော့အခုမိဘတွေကိုသူ့မိဘတွေကလာပြီးတော့အိမ်မှာ90 season ပြောလိုက်တဲ့အချိန်မှာအခုကဘယ်လိုမှစနေပြီးတော့ဘယ်လိုအပုတ်တွေသွားစားပါလဲလုံးနေကြဒါပေမဲ့အဲ့ဒီမှာကြတော့မှ तू ကသူ့အိမ်ကိုအခုနဲ့ခိုးပြပါပြီဆိုပြောခဲ့လိုက်တာပြောခဲ့တော့သူ့အိမ်ကလူတွေကညာလိုက်တာစလိုက်တာလည်းချက်နိုင်ပါတယ်အခုမှပြန်ပြီးတော့ဒါပေမဲ့အဲ့အချိန်ကတော့အပြုံလာအကြီးပဲအခုတော့ အခုလည်းဒီဘက်မှာရိုက်ကူးရေးတစ်ခုအတွက်စာချုပ်တွေပါတယ်လုံနေတဲ့ချိန်သူ့မိသားစုရောက်လာပြီးတော့အဖို့ဖေပြောပြောဆိုနေကြအဝါတော်မြောင်းဝါတွေမြင်လိုက်ရတော့ကိုမိပါဟောအဲ့လောက်ကြည့်အောင်နိုင်ပြီးတော့ပြောဆိုနေလိုက်ခါမှာငါဘလောက်ပဲချစ်ချစ်ပို့ပြီးတော့ပြီဆိုရင်ငါပြောတာอืมနောက်ပါစလုံးကတော့တူကြတယ်ဒါပေမဲ့အဲ့ဒီထသူဖတ်ထဖောက်လိုက်တာပေါ့သူကတော့ဒီမြင်းမြန်းလက်ထပ်တော့မယ်ဆိုတော့စိတ်နေအကွာကြလည်းမဟုတ်ဘူး အကိုကရောင်ကြောက်ကြောက်ဖြစ်တဲ့အတွက်ကြောင့်အလုပ်တစ်ခုခုကိုအတုံးကအင်းလိန်မနီမှာကလေးရောင်မပေါက်သေးတော့ဘာမှခိုင်မာတဲ့အခြေအနေခုမဟုတ်သေးဘူးဆိုတော့ရောင်ကြောက်လေးတောင်းနေမင်းကလေးတောင်းယူပြီးဘာလို့ကြွေးမှလဲဒီတော့ဒီကုမ္ပဏီလုပ်တွေလုပ်မယ်လို့ပြောရမယ်အခုမှလည်းကိုယ့်ရဲ့ဒီတိတ်ခါရပါတော့သူလည်းမြန်ဆန်ဖြစ်ဖို့အတွက်ဒီလိုမျိုးစဉ်းစားလိုက်တယ်ထင်ပါတယ်ဒါပေမဲ့အဲ့ဒီစဉ်းစားလိုက်တာအရန်ဝေးသွားစီတာအဲသူ့မိသားစုကသူ့မိမေကမတက်နဲ့အဖို့ဖေအကြီးကြီးပြောနေအောက်ကမြင်လိုက်ရတာစိတ်ထဲမှာဆိုတော့အဖေကပိုအေးတယ်အမေထက်စားဆိုတော့အဲ့ဒီမှာစိတ်မကောင်းဖြစ်သွားတယ် ဆိုတော့အမှသူ့ကိုဖုန်းနဲ့ဆက်တော့လဲဆက်လို့မရဘူးသူကဖယ်သွားနေမှလည်းမသိဘူးအဲ့တော့တွင်ဒိုရာတွေရောအကုန်ရောသွားပြီလေတည့်ရမယ်ဘယ်လိုသွားမှလဲမသိဘူးအဲ့ဒါတော့ကြာတော့မှသူရောက်လာတဲ့အခါကျတော့ဘယ်လိုဖြစ်တာလဲဆိုတဲ့အခါကျတော့ဘယ်မှစင်မပြေနိုင်တော့အကိုကငကိုရက်လည်းအတူတူလက်ထပ်ဖို့တီအောင်ရည်ရွယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ယူဖို့ယူမှာစိတ်ထဲမှာလည်းစုံစမ်းချက်ချထားပြီလားဘယ်တော့မှကိုရီးယားကဆန်တယ်လဲဆိုရင်ပြောပြမယ်နော် surprise လောက်တာအရင်ကြိုက်တယ်။ surprise လောက်တာအရင်ကြိုက်တယ်။ဆက်ခါအကိုကငကိုတွေကအကိုအကုန်မွေးနေအောင်ကိုတိရတူမဟုတ် anniversary date တွေပါတယ်ဆိုတော့အကွာရအောင်မှတ်ထားတယ်။ဒါပေမဲ့တချို့သေးသေးလေးကိစ္စလေးတွေရဲ့ date မျိုးချင်အကွာမမှတ်မိတော့အဲ့ဒါကြောင့်ပြဿနာကြီးကြီးဖြစ်တယ်။ဆိုအဲ့လိုမျိုးကြီးကြရင်နောက်ဆုံးဘာဖြစ်လဲဆိုတော့အကွာအကိုစိတ်တူွားတဲ့အခါမျိုးပေါ့နော်စိတ်တူွားတဲ့အခါမျိုးကိုယ့်အကငါအင်းစင်းနေလိုက်တော့မယ်ခဏဒီလေးတိတိတော့နေလိုက်တော့မယ်ဆိုတဲ့အချိန်မျိုးကြရင်ဘာလုပ်လဲဆိုတော့အကိုကလေဝီတိုရီယာကိုတော့ချက်ချင်းစင်းကိုတက်သွားပြီးတော့ဘာမှမဖြစ်ဘူးစင်းကိုတက်သွားအဲ့လိုမျိုးစက်ကအကိုကလေ ကိုချစ်တဲ့သူဆိုတော့လေအခုချစ်ဆွေးလာခဲ့ပါတယ်ဝီတိုရီယာမှာရောက်နေတယ်သူ့ရဲ့ဘေးနားကလူရဖုန်းဆက်တဲ့အခါမှာအရင်ပြူပြောင်းသွားတာလေအဲ့တော့အခုကားလည်းမရှိဘူးတက္ကစီလေးနဲ့ကြည့်ရတာကြည့်တဲ့အချိန်မှာကိုရောက်တဲ့အခါကျတော့မှပြေးဖက်ပဲဘာမှမဖြစ်ဘူးအဲ့အခန်းကြီးယူထားပြီးတော့အဲ့ feeling ဟုတ်တယ်ကွာတိလာအဲ့မျိုးကြာလေစိတ်ထဲမှာလေကိုကမူးများလဲရတာဘာဖြစ်တာလဲကိုကြောင့်ဘာဖြစ်သွားပြီလဲဆိုတဲ့ feeling ပဲဖြစ်လာတစ်ခါကိုချစ်သူစီကအတန်းရှင်ကိုလိုချင်တာကွာမိန်းကလေးအနေနဲ့ရတယ် ဒါပေမဲ့မလုံးတဲ့အခြေအနေကြီးတွေလောက်တာကွာတကယ်ဖြစ်တာကျုံးသေးလားအကုန်လုံးဝိုင်းလင်းနေဖြစ်တယ်ချက်ကတော့အဲ့ဆိုဓာတ်ပုံဖို့အကုန်မြုံတော့လေဆက်ဓာတ်ပုံဖို့ဆိုတဲ့အချိန်မှာလေလုံးဝပတ်တီးနေပါနဲ့၆ကအစအကုန်လုံးကွက်တီးခုမှအပြေးတခေါ်ပေါ်ခုမှမျက်ရည်မျက်ခွန်နဲ့ပြေးသွားပြီးတော့အဲ့ဒီအိမ်ကိုရောက်သွားတော့မှအဲ့မှာဘာဖြစ်လို့လဲဆိုတော့ဗတာရိုင်းနေနဲ့စေးနေနဲ့တုတ်ပြီးတော့ပတ်ထားတာသူတလည်းမထပ်သေးဘူးဆိုရင်တော့မှကြောက်တော့ပြန်ပြီးပေါင်းဖက်နိုင်တယ်ဖြစ်သွားနိုင်တယ်ပေါ့နော်စိတ်ပြေသွားတဲ့အချိန်မှာဒါပေမဲ့သူကလည်းပဲ စိတ်တူပါမယ်သူလည်းပဲသူသူ့ကိုသူလည်းဟိုဖြစ်မှာပြီးတော့သူ့အိမ်ကလည်းပဲငကိုရဲသဘောတူရဲ့သူရှိတာအကောင်းနဲ့နောက်မှသိတာအားရဘာမှမသိဘူးအရင် feeling ရတယ်အဲပြောရင်ဇလန်တစ်ခုလိုပဲလူဘဝမှာ RS တွေပဲဖြစ်ဖြစ်အလုံးလုံးတော့မှာပဲဖြစ်ဖြစ်ဂရိရဲ့တက်စာရဲ့တက်ရေးကြီးရဲ့အဲ့တော့ကိုအစ်စ်အစ်စ်တွေကြုံလာတဲ့မှာငါသူ့ကိုဒီလိုဂရီလေးပေးထားပါလားဆိုစိတ်နဲ့ထိမ့်ချုံနိုင်မှဒီအရာရဲ့တည်မြဲမှာမဟုတ်ရင်တော့စိတ်အလိုလိုက်တဲ့လူတွေမိန်းလေးရောယောက်ျားလေးရောပါဒါတော့မိန်းလေးရောယောက်ျားလေးရောမှာ စိတ်လိုလိုက်မိရခါကျရင်တော့ငြင်းမှာမဟုတ်အလုပ်တွေလည်းအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ဒါပိုးရေးအကြောင်းလေးညတာပြောပေးပါဦးအာဒီနေ့မှာတော့ရွှေနယ်တော်ရဲ့ထုံးစံအတိုင်းပဲပေါ့ဒါအခုတို့အရင်တော့ပြောခဲ့တဲ့အတိုင်းပဲအာတကယ်ကိုအခုတို့ကဝတ်ထားသလိုမျိုးပေါ့နော်အဲတကယ်တမှုထူးခြားတဲ့လက်ရာတွေရရှိမယ်ပြောရကြားလေးဆိုလို့ရှိရင်လည်းအခုလိုမျိုးစိတ်နာရည်တွေရှိရဲဆွဲခါကြတော့လာပြီးကြည့်ပါပြီးလို့ရှိရင်ဒီမှာတော့အခုဒါ promotion တွေကခဏခဏချနေရဖြစ်တဲ့အတွက်ကြောင့်ဒါပွဲတွေအတိုင်းမှာချရပါတော့ပွဲမလုပ်တဲ့အချိန်မှာတော့ပုံမှန်စေးဖြစ်တော့အခုလိုပွဲတွေကိုလာရောက်ပြီးအားပေးဖို့တော့ဖိတ်ခေါ်ပါ